ပြည်သက်များခမဒီကနေ့တော့ကျွန်တော်တို့ငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေအာဆာလောကနဲ့ဆက်ဆက်နေတဲ့သတင်းတွေကိုဦးစားပေးပြောပြခြင်းပါတယ်လက်ရှိကမ္ဘာသတင်းအခင်းကျင်းကိုကြည့်လိုက်မယ်ဆိုရင်မြန်မာငလျင်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေက ထိတ်ဆုံးကနေနေရာယူထားပါတယ်ဒါကြောင့်လဲတစ်ကမ္ဘာလုံးရဲ့စိတ်ဝင်စားမှုကိုခံနေရတဲ့အချိန်မျိုးမှာပါဒီချိန်ထဲမှာနိုင်ငံအများစုကကယ်ဆယ်ရေးအဖွဲ့ဝင်တွေကလည်းမြန်မာပြည်ကိုအရှိုးရှိုးနဲ့ရောက်ရှိလာနေကြပါပြီ။ ီလိုရောက်ရှိလာတဲ့နေရာမှာကယ်ဆယ်ရေးလှုပ်သားတွေတင်မဟုတ်ပါဘူးစေပညာရှင်ဝန်ထမ်းတွေပါပါဝင်လာတာပါဒါအပြင်အစားအသောက်တွေလိုအပ်တဲ့စေဝါကိရိယာတွေကိုပါသယ်ဆောင်လာတဲ့အကြောင်းသတင်းနေမှာအကျဉ်းတဝင့်ဖော်ပြလျက်ရှိပါတယ်အချို့သောနိုင်ငံတွေကတော့ကယ်ဆယ်ရေးအဖွဲ့တွေဆေးလွှတ်နိုင်ခြင်းမရှိတဲ့အတွက်ငွေကြေးပေးပမာဏမျိုးအထိထောက်ပံ့ကူညီသွားမယ်ဆိုတဲ့အကြောင်းတွေတရားဝင်ထုတ်ပြန်ကြေညာလျက်ရှိပါတယ် တစ်ချိန်တည်းမှာပြည်တွင်းကလူငယ်တွေကလည်းသခိုင်းနဲ့မန်လေးဒေသကိုသွားနိုင်ဖို့အတွက်အထောက်ပိုးတွေပြင်ဆင်နေကြပါပြီ။သူတို့ကကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ကူညီအားဖြည့်သွားကြမှာပါ။တို့တော်လေလက်မဆက်သွေးရေးခက်ခဲတာကယ်ဆယ်ရေးလုပ်ငန်းတွေမှာလိုအပ်တဲ့ပစ္စည်းကိရိယာတွေပြက်လက်နေတဲ့အချက်တွေကြောင့်ဟန်ချက်ညီဖို့တော့အာယူကြရအောင်မယ်ထင်ပါတယ် မြမငလင်ဘေးနဲ့ပတ်သက်လို့နာမည်ကြီး fighter တော်တော်များများကလည်းဝန်ထမ်းကြောင့် state တွေရေးပြီးတင်ထားကြပြီးပါပြီ။ online ဆန် bronica joshua ban တို့ဆိုရင်သူတို့ရဲ့ကြိုကြမှုပုံရိပ်တွေကိုအသုံးပြုပြီးတကွာလုံးကသတိထားမိအောင်ကိုရေးသားထားကြတာပါ။အဲ့ဒီထဲကမှပြည်သက်တွေထူးထူးခြားခြားသတိထားမိနေတာက joshua ban ဖြစ်ပါတယ်။ ဂျောရှွာဘန်ဟာသူ့ရဲ့ကြောကြမှုပုံရိပ်တွေကိုအသုံးပြုပြီးမြမငလင်ဘေးကိုကူညီနိုင်ဖို့အတွက်အစွမ်းကုန်စူးစမ်းနေတယ်လို့တောင်ပြောလို့ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူက UFC က fighter ချန်ပီယံဖြစ်နိုင်လောက်တဲ့အလားအလာမျိုးပိုင်ဆိုင်ထားတဲ့သူဆိုတော့ကမ္ဘာပေါ်မှာပြည်သက်ဝင်းရံမှုကအတန်အသင့်ရှိပါတယ်။အဲ့ဒီပုံရိပ်ကို သူကအကျိုးရှိရှိသုံးချနိုင်ဖို့ခြေလှမ်းလှမ်းနေတာပါ။မနေ့ကတော့ငလျင်ပေးတင်ထံပြည်သူတွေကိုကူညီဖို့အတွက်ငွေကြက်သိန်းတရာလှူဒန်းလိုက်ပါတယ် အဲ့ဒီလူဒန်းတဲ့အကြောင်းကိုသူကိုယ်တိုင်ကတော့ထုတ်ပြောတာမျိုးမရှိပါဘူးသို့တော့သူလှူဒန်းလိုက်တဲ့ဖွဲ့စည်းချင်းလန့် organization ကဂျိုရှွာပန်ကတိုင်းတရာလှူဒန်းတဲ့အကြောင်း statement နဲ့တကွချပြခဲ့ပါတယ်။အဲဒီ statement ကြောင့်ပဲမြန်မာပြည်သက်တွေကဂျိုရှွာပန်တိုင်းတရာလှူတဲ့အကြောင်းကိုတီးခွင်ရခဲ့တာပါ။တစ်ချိန်တည်းမှာလူငယ် fighter လေးရဲ့စိတ်ဓာတ်မွန်းမြတ်မှုကိုလည်းပြည်သက်တွေက YB ထောမနာတီးမှတ်ပြုခဲ့ကြပါတယ်။ ဂျိုရှွာဘန်ဟာအဲ့ဒီလိုလှုပ်ပေးလိုက်ုံနဲ့ကျင်းတဲ့သေးပုံမရပါဘူးချက်ချင်းဆိုသလို GoFundMe website ကနေတဆင့်အလှူခံပေးသွားမယ့်အကြောင်းထပ်ပြီးကြေညာလိုက်ပါတယ်အဲ့လိုကြေညာပြီးလို့နိုင်ပိုင်းအတွက်မှာပဲသူက GoFundMe website မှာမြမငလင်ပေးအတွက်လှူခံတဲ့အကြောင်း state တင်ခဲ့ပါတယ်သူရဲ့ follower တွေနဲ့ပြည်သက်တွေကလည်းအဲ့ဒီ post အောက်မှာလူငွေတွေထည့်ဝင်လှူဒန်းလျက်ရှိပါတယ်။ Joshua Van ရဲ့စိတ်ဓာတ်ကတော့လုံးဝကိုလေးစားစရာကောင်းပါတယ်။ အသက်ကငယ်သေးပေမဲ့မြမငလင်ပေးအတွက်သူကူညီနိုင်လောက်စွမ်းကုန်ကူညီနေတာတကယ်ကိုလက်ခုပ်တီးခြင်းစရာကောင်းပါတယ်။သူရဲ့ဒီလိုမွေမြက်လာတဲ့စိတ်ထားတွေကြောင့်အနာဂတ်မှာလည်း UFC ချန်ပီယံကပတ်ကြီးကိုပိုင်ဆိုင်နိုင်မှာစေလို့ဆုတောင်းပေးမိပါတယ်။မြမငလင်ပေးအတွက်နောက်ထပ်ဆုတောင်းပေးလာတဲ့ fighter က One Championship က fighter ဟောင်းကြီး Bibiano Fernandez ဖြစ်ပါတယ်။ Bibiano Fernandez က professional fighter ဘဝကိုကြော်ခိုင်းသွားပါပြီ။ One Championship Promotion တမိုင်းကြောင်တစ်ချောင်းချန်ပီယံကပတ်ကိုအကျဉ်းရအများဆုံးကာကွယ်ပြနိုင်ခဲ့တဲ့ Fighter G ဖြစ်ပါတယ်။မကြခင်ကဂျပန်မှာကျင်းပသွားတဲ့1172ပြိုင်ပွဲမှာ Hall of the Fame Fighter ဖြစ်တောင်သတ်မှတ်ခံခဲ့ရသူပါသူကမြမငလင်တရင်ကိုကြားလိုက်တဲ့အချိန်မှာ2025ခုနှစ်ကရန်ကုန်မှာကောင်ပွဲဖြစ်ထိုးခဲ့တဲ့ပွဲကိုသတိရတဲ့ဆိုပြီးမြမပြည်သူတွေအတွက်ဆူတောင်းပေးသွားခဲ့တာ ဖြစ်ပါတယ် ဘီဘီယနိုဖာနန်ဒက်ဟာ2025ခုနှစ်ကသူဝနာမှာကျင်းပခဲ့တဲ့ဝမ်ချမ်ပီယံရှစ်ကပြိုင်ပွဲမှာခေါင်းပွဲအဖြစ်ထိုးသက်ခဲ့သူပါအဲ့ဒါကိုအမှတ်ရပြီးငလျင်ဘေးတင်တန်းပြည်သူတွေအတွက်သူကဆူတောင်းပေးသွားတာဖြစ်ပါတယ်မြန်မာငလျင်ဘေးနဲ့ပတ်သက်လို့ဆူတောင်းစကားတွေတရားဝင်ကြေညာချက်တွေထုတ်ပြန်လာတဲ့အထက်မှာ အာဆာလောကတစ်ခုတည်းမဟုတ်ပါဘူးတိုင်းလောကသားတွေပါပါဝင်ခဲ့ပါတယ် ဝမ်ချန်ပီယံရှစ်ပြိုင်သက်တွေဆိုရင်ဝမ်ချန်ပီယံရှစ်ကနာမည်ကြီးဖိုက်တာတွေနဲ့လေ့ကျင့်နေတဲ့ Really Black ကိုမှတ်မိကြအောင်မယ်ထင်ပါတယ်။အချိန်ကတိုင်းလောကမှာနာမည်တစ်လုံးနဲ့ကြော်ကြားခဲ့ဘူးသူပါ။အခုတော့တိုင်းလောကကိုစွန့်လွတ်ပြီးတာမန်လူတစ်ယောက်ဖြစ်နေဖြတ်သန်းနေပါပြီ။ဒီခါလေးဝမ်ချန်ပီယံရှစ်ကနာမည်ကြီးဖိုက်တာတွေနဲ့လေ့ကျင့်နေတဲ့ footage ပုံရိပ်တွေက social media တွေပေါ်တက်လာတတ်ပါတယ်။အဲ့ဒါတွေကိုကြည့်ရင် Really Black ကဘယ်သူလဲဆိုတာပြိုင်သက်တွေသိလောက်ပါတယ်။ ရေလီဘလက်ဟာထိုင်းနဲ့မြန်မာကငလျင်ဘေးတင်တန်ပြည်သူတွေအတွက်စိတ်ကောင်းတဲ့အကြောင်းမနေ့ကစတိတ်တက်ရေးကတင်လိုက်ပါတယ်။ဒီမှာကလည်းဒီလောက်နဲ့ကျင်းနေတဲ့သူမဟုတ်ပါဘူး။တစ်ချိန်တည်းမှာ GoFundMe website ပေါ်မှာငလျင်ဘေးတင်တန်ပြည်သူတွေအတွက်ကူညီဖို့လူခံနေတဲ့ post ကိုပါထပ်ပြီး share သွားခဲ့ပါတယ်။ဒါကြောင့်မို့ဒီအရေးမှာတိုင်းလောကသားတွေလည်းလက်မနေခဲ့ဘူးလို့ပြောလို့ရပြန်ပါပြီ။ပြည်သက်များခင်ဗျာ ကမ္ဘာကျော်ဘောလုံးကလပ်ကြီး Manchester United ကမြမငလင်ပေးနဲ့ပတ်သက်လို့တရားဝင်ကြေညာချက်ကိုစောစောစီစီထုတ်ပြန်လိုက်တဲ့အချက်ကဘောလုံးလောကအပေါ်ရိုက်ခတ်မှုကြီးမားတယ်ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့တရားဝင်ကြေညာချက်ထုတ်ပြီးလိုက်တဲ့တပြိုင်နက်အခြားသောနာမည်ကြီးကလပ်တွေကလည်းဆက်တိုက်ကြေညာချက်တွေထုတ်ပြန်ခဲ့တာပါ။ဒီမနက်မှာတော့တရားဝင်ကြေညာချက်တည်းမဟုတ်ဘဲတကယ်အလုံးနဲ့ပါလက်တွေ့ပြလာတဲ့အသင်းမျိုးထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီအသင်းကတော့ဥရောပရဲ့ဘီယင်ကြီးလို့တင်စားရတဲ့ Real Madrid အသင်းဖြစ်ပါတယ်။ Real Madrid အသင်းဟာလီကာနဲ့နဲ့မကစားမိအချိန်မှာမြမငလင်းဘေးတင်တန်းပြည်သူတွေအတွက်10မိနစ်ခန့်ငြိမ်သက်ပြီးဝန်ထမ်းချင်းအထိတ်မှတ်ကိုဖော်ပြသွားခဲ့ပါတယ်။ဒါ့အပြင်နှစ်ဖက်ကစားသမားတွေကလည်းသူတို့ရဲ့ဝန်ထမ်းချင်းအထိတ်မှတ်ကိုဖော်ပြတဲ့အနေနဲ့လက်ပတ်အနက်တွေကိုပါဝစ်ဆင်သွားခဲ့တာပါ။ တချိန်ထဲမှာရီယက်မက်ထွက်အသင်းရဲ့တရားဝင် website ကလည်းထိုင်းနဲ့မြန်မာပြည်ကငလင်ဘေးတင်တန်းပြည်သူတွေအတွက်အခုလိုမျိုးလှုပ်ဆောင်နေတာဖြစ်တဲ့အကြောင်းတရားဝင်ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ဒါကတော့ကျွန်တော်တို့ပြည်သက်တွေအတွက်ကျေနပ်စရာလို့ပြောချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကဘာကြီးကကျွန်တော်တို့ကိုမေ့မထားဘူးဆိုတာထပ်ပြီးဖော်ပြလိုက်တဲ့လောက်ရက်တစ်ခုပါပဲအဲ့ဒီအတွက်ရီယမက်ထွက်အသင်းကိုလည်းဂျေဆုတင်မိတဲ့အကြောင်းဒီနေရာကနေအလေးနဲ့ထားပြောဆိုခြင်းပါတယ် ရီယယ်မက်ထရစ်သင်းကဒီလိုလှုပ်ဆောင်လိုက်ပြီးဆိုတော့နောက်ထပ်အလားတူပုံစံမျိုးတွေအခြားကလပ်တွေကလည်းထပ်ပြီးလှုပ်ဆောင်လာပွဲရှိတယ်လို့မျှော်လင့်ထားကြပါတယ်။မြစ်တမြခမညမငလင်းဘေးတန်တန်ပြည်သူတွေကိုကူညီဖို့နိုင်ငံတော်တော်များများကကူညီရေးအဖွဲ့တွေဟာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းကမြန်မာပြည်ကိုရောက်ရှိလာကြပါတယ်။ဒီကနေ့မှာတော့အိန္ဒိယနိုင်ငံတချို့ကအဖွဲ့တွေလည်းထပ်ပြီးရောက်ရှိလာပါတယ်။ အဲ့ဒီဖွဲ့တွေကတော့ထိုင်းနိုင်ငံကအဖွဲ့ကမြန်မာပြည်ကိုတရားဝင် ရောက်ရှိနေပြီဖြစ်တဲ့အကြောင်းမြန်မာအခြေစိုက်ထိုင်းတန်ရုံကတရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။တချိန်တည်းမှာဗီယက်နမ်စစ်တပ်ကလည်းသူတို့ရဲ့ကယ်ဆယ်ရေးအဖွဲ့ဝင်တွေကိုမြန်မာပြည်ကိုဆေးလွတ်သွားမယ်အကြောင်းတရားဝင်သတင်းထုတ်ပြန်လိုက်ပါတယ်။အဲ့ဒီဖွဲ့ကတော့မြန်မာပြည်ကိုရောက်ပြီလားမရောက်သေးဘူးလားဆိုတာသတင်းအတိအကျမသိရသေးပါဘူး။နောက်ဆုံးထုတ်ပြန်ကြေညာလာတဲ့နိုင်ငံကဖိလစ်ပိုင်နိုင်ငံဖြစ်ပါတယ်။ ဖိလပိုင်ကလည်းသူတို့ရဲ့ကယ်ဆယ်ရေးအဖွဲ့ကိုမြန်မာပြည်ကိုဆေးလွတ်သွားမယ်အကြောင်းဒီကနေ့မှသတင်းကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ဒါကြောင့်မို့အင်းနီဂျန်နိုင်ငံတော်တော်များများကလည်းမြန်မာပြည်ကိုကူညီဖို့ရောက်ရှိနေပြီလို့ပြောလို့ရပါပြီ။ဒီအရေးမှာတော့ကျွန်တော်တို့ပဲတည်တံ့လက်ဆင့်ခံရတာမျိုးမဟုတ်ပါဘူး။ဘေးကပတ်ဝန်းကျင်နိုင်ငံတွေကအခုလိုကူညီတဲ့အတွက်မျက်ရည်လဲကြာမိပါတယ်။မြေတမျာခမျာ ဒီမနေ့ကျင်းပသွားတဲ့ UFC Fight Night ပြိုင်ပွဲအကြောင်းကိုတော့အနည်းချုပ်လေးပဲပြောပြချင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ငလင်းနဲ့ပတ်သက်တဲ့သတင်းတွေကိုဒီ Fighty သတင်းတွေကဖုံးလန်းသွားတာမျိုးမလို့ခြင်းလို့ပါပဲ။ UFC ဟာမက္ကဆီကို Fighter တွေကိုအပြုထားတဲ့ UFC Fight Night ပြိုင်ပွဲကိုဒီမနေ့မှမက္ကဆီကိုမှာကျင်းပသွားခဲ့ပါတယ်။လက်မှတ်တွေအားလုံးလည်းရောင်းကုန်ခဲ့တယ်လို့သိရပါတယ်။ ်ဒါအပြင်မက္ကဆီကိုမှာကျင်းပခဲ့တဲ့ UFC Fight Night ပြိုင်ပွဲတွေထဲမှာဝင်ငွေအများဆုံးရတဲ့ပြိုင်ပွဲမျိုးလို့လည်းဖော်ပြသွားပါတယ်အဲ့ဒီပြိုင်ပွဲကနေကိုဝင်ကြီးနှစ်တန်းမှ၅တန်းအထိရရှိခဲ့တာပါသူတို့ကြကြသတိထားမိတဲ့အကြောင်းအရာတစ်ခုကဂျိုရှွာဘန်ကိုရှုံးနိမ်ထားတဲ့ပြိုင်ဘက်ဖိုက်တာနှစ်ယောက်စလုံးဒီပွဲမှာနိုင်ပွဲပြန်လည်ရရှိခဲ့ပါတယ်။ပထမတစ်ယောက်ကကေဗင်ဘောဟာဖြစ်ပြီးနောက်တစ်ယောက်ကတော့မက္ဆီကိုဖိုက်တာချိုင်ရက်စ်ဖြစ်ပါတယ်။ ချိုင်ရက်ကပြန်ပက် CJ ဘာဂရာကိုပထမအချီးနဲ့ချုပ်ပြသွားလို့ performance bonus စုကိုတောင်းဆုခူးသွားတာပါထိတ်ဆုံးကောင်းပွဲမှာတော့ Brandon Morino က Steve Harse ကိုငါးကြီးစလုံးတစ်ဖက်သက်အသာစီးကစားပြီးကိုအနိုင်ယူပြသွားပါတယ်ဒီနိုင်ပွဲကြောင့် Brandon Morino ဟာ နောက်ဆုံးကစားခဲ့တဲ့နှစ်ပွဲဆက်တိုက်နိုင်ပွဲတွေရရှိထားပါပြီဒါအပြင်သူ့ရဲ့မှတ်တမ်းစိုးတစ်ခုကိုလည်းချိုးဖျက်နိုင်ခဲ့ပါတယ် အဲ့ဒါကတော့သူဟာမက္ကဆီကိုမြေပေါ်မှာကျင်းပတဲ့ပြိုင်ပွဲတွေမှာနိုင်ပွဲမရဘူးတဲ့ဆန်လာကိုဒီတစ်ခါမှချိုးဖျက်လိုက်တာပါဒီပွဲမတိုင်ခင်ကဘရန်နမိုရီနိုဟာမက္ကဆီကိုမြေပေါ်မှာစုစုပေါင်း၃ပွဲထိုးခဲ့ဘူးပါတယ်နှစ်ပွဲရှုံးတစ်ပွဲတရေရလက်ထွက်ပေါ်ခဲ့တာပါဒီတစ်ခါမှာတော့လုံးဝတစ်ဖက်သက်ကြီးနေကိုနိုင်ပွဲရအောင်ယူပြသွားခဲ့ပါတယ်အဲ့ဒီအတွက်သူကိုယ်တိုင်လက်ပောက်ကွဲမှုအပြည့်နဲ့အောင်ပွဲခံသွားတာသတိထားမိပါတယ် စတီဗ်အာစိတ်အတွက်တော့လုံးဝကံမကောင်းဘူးလို့ပဲပြောရမှာပါ။ဘာဖြစ်လို့လဲဆိုတော့သူအကံကောင်းထောက်မစွာနဲ့ Flyweight Dan Champion ကပတ်စိန်ခေါ်ခွင့်ရခဲ့ပါတယ်။အဲ့စိန်ခေါ်ခွင့်ရခဲ့တာက သူ့အတွက်အဆိုးတွေကိုကြုံဖို့လမ်းစပြိုးလိုက်တယ်လို့ကိုဖြစ်နေတာပါ။ဖြစ်လို့လဲဆိုတော့ Flyweight Dan Champion ကပဲစိန်ခေါ်ခွင့်ရပြီးကတည်းကထိုးခဲ့တဲ့နောက်ဆုံး၃ပွဲစလုံးရှုံးနေပါတယ်။သူထိုးရတဲ့ပြိုင်ဘက်တွေကလည်းတကယ့်ထိတ်တန့်ပြိုင်ဘက်တွေချီးပါပဲ။ ဒါကြောင့်မို့ကမ္ဘာကျော် promotion UFC မှာအချိန်တိုအတွင်းချန်ပီယံကပ်စင်ခေါ်ခွင့်ရတာက fighter တိုင်းအတွက်ကောင်းတာမဟုတ်ဘူးဆိုပြီးကျွန်တော်ကအကြင်ကြင်ပြောခဲ့တာပါထပ်ပြီးဥပမာပေးရရင် Joshua Ben အနေနဲ့အခုလိုတရချင်းတိဆောက်ခွင့်ရတာကသူ့အတွက်လည်းအများကြီးကောင်းမွန်တယ်လို့ပြောလိုက်ချင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့လက်ရှိမှာ Steve Arce ကအထင်ရှားဆုံးဥပမာဖြစ်နေလို့ပါပဲ။ UFC ကိုရောက်ရှိလာပြီး6လအကြာမှာပဲချန်ပီယံကပ်ဆိုင်ခေါ်ခွင့်ရခဲ့တဲ့ fighter တယောက်ဟာဇက်တိုက်ပွဲတွေကျက်ပြီးနောက်ဆုံးထိုးတဲ့၃ပွဲဇက်တိုက်ရှုံးပွဲကျုံရပါပြီ။လာမယ့်နေ့တွေမှာလည်းပြည်သက်တွေအတွက်စိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားခြင်းပါတဲ့။ငလင်ဘေးတင်တန်ပြည်သူတွေကိုကိုတက်နိုင်လောက်ကူညီတဲ့သူတွေလည်းဖြစ်ကြပါစေလို့ဆန္ဒပြုပါတယ်။